မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါ2025ခုခုနှစ်လပိုင်းဇူလိုင်လကြာသပတိသားသမီးမြန်ပတ်သက်ပြီးတော့တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ2025ခုနှစ်ခုနှစ်လပိုင်းမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါ2025ခုခုနှစ်လပိုင်းဇူလိုင်လကြာသပတိသားသမီးမြန်ပတ်သက်ပြီးတော့တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ 2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လအတွက်ကြာသပတိသားသမီးများအတွက်တက်လာတာကဏ္ဍများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာကြာသပတိသားသမီးများဒီကအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စတော့သိပြီးတော့အဆင်မပြေသလိုခံစားရတယ်ကိုရည်တည်သားမဟုတ်တဲ့တခြားရည်တည်သားမှာသွားရောက်ပြီးလုပ်ငန်းတွေဆောင်ရွက်ရပြီးကိုရင်ကိုရကိုမိသားလာမှမအိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့အဆင်မပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့လူများအိမ်မှာအလုံးမရှိတဲ့လူများအိမ်မှာမူညာမူညာဖြစ်နေတဲ့လူများ အိမ်ဆောက်ခြင်းနဲ့လူများအလူလုပ်ခြင်းနဲ့လူများနော်အဲ့လူတွေနဲ့ပတ်သက်တဲ့ကိစ္စတခုခုလိုအပ်တဲ့လူတွေကတော့နော်ယာဟုတောင်းနော်မြောက်တောင်းကိုလှည့်လှည့်ပြီးမှကျွန်တော်တို့ရပြင်လက်ဖက်လေးတစ်ခွက်လောက်ကိုင်းပြီးမှဆူတောင်းအတင်လက်ဖက်လေးရဲ့ကျွန်တော်လောက်ကံမရှိဘူးလောက်ကံဖြစ်မှဖြစ်မယ်အာကျွန်တော်မှအလုပ်ခေါ်တာတွေမလာသေးဘူးလာမှဖြစ်မှအိမ်ဆောက်ခြင်းနဲ့အိမ်ရန်လဲဆောက်ခြင်းနဲ့အလူတွေရလဲလုပ်ခြင်းနဲ့ဒါကြောင့်အိမ်ဆောက်ပြီးလူလုံးတစ်ဖြစ်အောင်ကူညီဆောင်ကြပါအဲလောက်ခေါ်တာတွေနဲ့ပတ်သက်တာအရှင်းပြအောင်ကျွန်တော်မှပိတ်ဆို့နေတဲ့အိုးဝင်လောက်ကံများ အမြန်ဆုံးပွင့်လာအောင်အတင်းလက်ဖိတ်လေးကကူညီဆောက်ရှောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းနောက်မြောက်တောင်းလှဲ့လက်ဖိတ်လေးတစ်ခွက်ကိုကိုင်းပြီးတော့ဆူတောင်းမိမှာတသုံးတယောက်သောသူကိုအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးဝင်လောက်ကင်များဒီလအတွင်းမှာအမြန်ပြင်းလန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီလအတွင်းမှာဇာတပိသားသမီးအိုးဝင်လောက်ကင်ဆင်းမပြေကြဘူးမပြေကြဘူးမပြေရင်တော့ခင်ဗျာဇာတပိနောက်ရကူတာအော်ရာဟုတောင်းအနောက်မြောက်တောင်းတာလှဲ့ပြီးမှခင်ဗျာလက်ဖိတ်လေးကို ခမရတဲ့သုံးတယောက်သုံးလူကိုစူးတောင်းပြီးမှကုသိုလ်ပြုလိုက်မယ်ဆိုပိတ်ဆို့နေအိုးရင်လောက်ကင်များအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကြာသာပရိသသမီးများရာဟုတောင်းအောင်မြောက်တောင်းလက်လက်ဖက်လေးကိုအဲဒေသုံးတယောက်သောသူကိုကုသိုလ်ပြုလုပ်မယ်ဆူတောင်းမယ်ဆိုလို့ချင်းတင်းတို့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကင်များဒီလအတွင်းမှာအမြန်ပွန်းလန်းသွားမှာဖြစ်ပါတယ် မန်းနီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတော့ဒီချိန်မှာကိုကိုရကိုရင်ကိုရကိုမိတဲ့ကမှာငွေကြီးနဲ့ပတ်သက်တဲ့မှာတည်ငြိမ်မှုမရှိဘဲနဲ့ဒီကိုရဒေတာမဟုတ်တဲ့ခြားရဒေတာမှာငွေကြီးနဲ့ပတ်သက်တဲ့အောင်မြင်ကြကြတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဒါကြောင့်ကိုရကိုဒီတာကိုရင်ကိုမိသားစုမှာအလောက်ကန်နေပတ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကမိမိလိုချင်သလောက်မရဘူးအဆင်မပြေတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ငွေအဆင်မပြေကြတဲ့ကြာသာသွေးသားသမီးအားလုံးတို့ဒီတနေ့လာအရှိရာကိုလည်း မိုးငါလေးမိုးငါအရေးပြောလေးဒါမှမဟုတ်မိုးငါအတုတ်ကလေးကျွန်တော်တော့အရေးပြောလေးကြိုက်တာပဲမိုးငါအရေးပြောလေးတပွဲကိုကိုင်းပြီးပါအဲဒီမိုးငါအရေးပြောလေးရဲ့အာကျွန်တော်လေးငွေကြီးနဲ့ပတ်သက်လို့လိုးနေတယ်ကျွန်တော်လိုတဲ့ငွေကဘယ်လောက်ကျွန်တော်ပေးစရာဘယ်လောက်ရစရာဘယ်လောက်လိုချင်တာဘယ်လောက်ကျွန်တော်မှအဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ပိတ်ဆို့နေတယ်ဗျာဒါကြောင့်ပိတ်ဆို့နေတဲ့ကိစ္စတွေအမြန်ဆုံးပွင့်လာအောင်မိုးငါရေပြော်လေးကကုညီစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းတင်းင်းလာအရှိရာကိုလှဲ့ မုံမအေးပြော်လေးကိုတစုံတယောက်သောသူကိုဆူတောင်းပြီးမှအဟာရကုတို့ပြုလိုက်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေငွေကြီးကံများအမြန်ပွင့်လန်းသွားမှာ ဖြစ်ပါတယ်ဗျာ။ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲရှိကြတဲ့ကြာသပတေးအားလုံးဟာဒီလအတွင်းမှာတော့ခုနလပိုင်းအတွင်းမှာတော့တင်းတင်းလာအရှိရကိုလှည့်ပြီးမုံငါအေးပြော်လေးကိုဆူတောင်းပြီးမှတစုံတယောက်သောသူကိုအာဟာရပြုလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေငွေကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာ။ ်ဒီချိန်မှာစိတ်နဲ့လူနဲ့မှာစိတ်တရားအဆင်မပြေဘူးစိတ်ကဲမှာကိုလုံးချင်တာတခုလုံးနေရတခုပြောချင်တာတခုပြောနေရတာတခုဖြစ်ပြီးစိတ်တက်ကြတာတစ်ပိုင်းစိတ်တက်ကြွတာတစ်ပိုင်းပြဿနာရှာတာတစ်ပိုင်းကူညီတာတစ်ပိုင်းဖြစ်တတ်ပါတယ်ဗျာစိတ်နဲ့ပတ်သက်တဲ့ကိစ္စမှာအလိုဆန္ဒမပြည့်တတ်ပါဘူးဗျာဒါကြောင့်အလိုဆန္ဒမပြည့်ကြတဲ့လူများအားလုံးတို့ဒီကျွန်တော်တို့ကတပြေပြင်းရတရေတပြေရွက်ကလေးတပြေရွက်ကလေးဒါမှမဟုတ်လို့ပန်းသီးလေးရှိရင်ပန်းသီးလေးကိုကိုင်းပြီးမှဆူတော့အသင်ပန်းသီးလေးရဲ့အသင်တပြေရွက်ကလေးရဲ့ ကျွန်တော်လေးစိတ်ညစ်နေတယ်ကျွန်တော်စိတ်ညစ်တယ်အယောင်မကောင်းမှုလောက်ကံမကောင်းမှုအိမ်မှာလည်းပူညာပူညာဖြစ်နေတယ်အလုပ်တွေကလည်းပြတ်နေတယ်ဗျာအလုပ်တွေလည်းအဆင်မပြေဘူးเนาะအိမ်ကလည်းစောက်ချင်တယ်အလူလည်းလှုပ်ချင်တယ်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ရောင်းဝယ်လည်းမကောင်းဘူးအဲ့ကြောင့်ကျွန်တော်မှစိတ်နဲ့ပတ်သက်တဲ့စိတ်ဆင်းရဲမှုတွေကြုံတွေ့နေရတယ်ဒါကြောင့်ကြုံတွေ့နေတဲ့စိတ်ဆင်းရဲမှုများအမြန်ဆုံးကင်းစင်ပပြောင်းအသင်ပန်းသီးလေးကကုညီစောက်ချောက်ပါအသင်တပြေရဲ့ကလေးကကုညီစောက်ချောက်ပါဆိုတဲ့အကြောင်းညောကျွန်တော်တို့ကတောက်ကြမြောက်ရက်ကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုလို့ရှိရင်တော့ တင်းတို့မှာပိတ်နေတဲ့စိတ်ချမ်းသာပြောချင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာစိတ်ညစ်တယ်စိတ်ညစ်တယ်စိတ်ညစ်နေတယ်ဆိုတဲ့ကြာသာပရိသတ်သမီးအလုံးဝခုနှစ်လပိုင်းမှမှာတောက်ကြမြောက်ရကိုလက်ပန်းသေးလေးတစ်လုံးကိုဂိုင်းပြီးစူတောင်းမလားဒါမှမဟုတ်လို့ရှိရင်တပြေပြင်းကတပြေရွက်ကလေးတရွက်တပြေဂိုင်းလေးတစ်ဂိုင်းအမှချိုးပြီးတော့ဂိုင်းပြီးတော့စူတောင်းမယ်ဆိုရင်မကြာခဏဂိုင်းပြီးစူတောင်းမယ်ဆိုရင်တဲ့စိတ်ချမ်းပျော်ပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာကိုနေနီးနေသတ္တရတေလူယောက်ျား လူယောက်ျားတွေဓာတ်ပြနေတယ်ကိုကိုရင်ကိုမိသားစုမှမနေဘူးရဲ့ဒေသတောက်စားမှုရတဲ့ကိုရင်ကိုရာမှမနေဘူးကိုလုံးမှမပြောဘူးအိမ်မှာပူညာပူညာဖြစ်ပြီးစကဲနေထားတဲ့ကာလာမျိုးတွေဖြစ်ပါတယ်ဗျာလူယောက်ျားတွေတော့သွားတောင်းသွားနေရောင်းတောင်းတောင်းကြောင်းတောင်းတောင်းလုပ်နေတာဒီချိန်မှာကိုရင်ကိုရာကိုမိသားစုကိုလုံးကမှလို့ရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအလောက်ကနေပတ်သက်တာအောင်မြင်ကြောကြားတာမှဖြစ်ပြီးကိုအိမ်ကိုရာကိုမိသားစုမှမနေဘဲနဲ့တခြားရာဆိုရင်ငွေကုန်ကြီးကြမြတ်တတ်ပါတယ်ဗျာ ဒါကြောင့်ဓာတ်ပြတ်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစမပြေစက္ကူတွေမှာဓာတ်ပြတ်နေတဲ့လူယောက်ျားရဲ့နာမည်လေးကိုရေးကျွတ်ကျွတ်ကလေးတွေထည့်ပြီးအမြင့်တဲ့နေရာချိတ်ဆွဲထားလိုက်သမှာဗျာပိတ်ဆိုနေတဲ့လူယောက်ျားများနှိမ့်နေသောကံများမြင့်ပြီးအမြင့်ရောက်သွားတာဖြစ်တဲ့အတွက်သူတို့အလောက်ကင်မလုပ်တဲ့လူကအလောက်ကင်နေလုံးမဲ့ငွေမရတဲ့လူကငွေငွေရမဲ့ အငွေအလောက်ကင်မရှာတဲ့လူကအလောက်ကင်ရှာမယ်အလောက်ကင်မကြိုးစားတဲ့လူကအလောက်ကင်နေကြိုးစားမယ်ကိုယ်ကိုရင်ကိုမိသားစုမကတ်တဲ့လူကကိုယ်ကိုမိမိသားစုကိုယ်လုံးကမှကတ်ပြီးအလုံးပြပြန်လဲပြုတ်လုလာမှဖြစ်ပါတယ်ဗျာဒါကြောင့်ခုနလပိုက်မှာဂျာသာတို့ဇာတိမီများလူယောက်ျားတွေဓာတ်ပြည့်နေတော့ဓာတ်ပြည့်တဲ့လူယောက်ျားရဲ့နာမည်လေးကိုစက်ကူတည့်ရမှာရေးချွေချွေကလေးနဲ့ထက်ထက်ပြီးမြင်းတဲ့နေရာချိတ်ဆွဲထားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာ ိုနဲ့နီးနဲ့ဆက်သက်တဲ့ကြာသာပရိသကြာသာပရိတွေတက်ပြတဲ့မြေ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 မိမဘလိုမျိုးချင်းမင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကြာသာပရိနဲ့ပတ်သက်တဲ့ဓာတ်ပြနေတာဖြစ်တာပဲဖြစ်ပါလေဗျာကိုရဒေတာမဟုတ်တဲ့တခြားရဒေတာမှာမိယာရီနဲ့ပတ်သက်တဲ့လိုရတဲ့မိယာရီနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်တတ်တယ်ကိုရကိုဒေတာမှာမနေဘဲနဲ့မင်းနေရကိုရဒေတာမဟုတ်တဲ့တခြားရဒေတာကိုတွားရောက်နေထိုင်တတ်တယ်နော်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာအဲတတ်မှတ်ထားတဲ့ကြောင်းတတ်မှတ်ထားတဲ့နေရာမဟုတ်ဘူးနဲ့အပြင်မှာပြဿနာတွေဖြစ်တတ်လို့ အဲ့အတွင်းထဲမှာရှိတဲ့လူကပြန်လည်ဖြည့်ရှင်းရတယ်အဲပညာရေးဌာနတွေမှာလည်းဌာနအတွင်းမှာပြဿနာမျိုးအပြင်းမှာဖြစ်လို့ဌာနတွင်းပြဿနာနေနဲ့ဖြည့်ရှင်းရတဲ့ကာလမျိုးတွေဖြစ်တယ်လို့မြေယာရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ်ရင်ကိုယ်ရမှာမဟုတ်ဘဲနဲ့တခြားယတ္တိတာမှာမြေယာနဲ့ပတ်သက်လို့ပြဿနာဖြစ်ပေါ်တတ်တဲ့ကာလမျိုးတွေလည်းဖြစ်ပါတယ်ဗျာမင်းနေဓာပြတဲ့မြေယာနဲ့ပတ်သက်လို့ဓာပြတဲ့ပညာရေးနဲ့ပတ်သက်လို့ဓာပြတဲ့ အပြောင်းရွှေ့တွေနဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ပြည့်နေတဲ့ကြာသာပတိနဲ့ပတ်သက်တဲ့ဓာတ်ပြည့်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကြာသာပတိတွေဓာတ်ပြည့်နေတာဖြစ်တဲ့အတွက်ဖရာတဲ့စုစုမှရှိတဲ့ဖရာရဲ့ပုံတော်မျက်နှာတော်ဓမ္မမုံဇေဒီတော်တွေကိုကျွန်တော်တို့ကလက်နေဓာမီနဲ့ထိုးပြီးတော့အနည်းဆုံး5မိနစ်လောက်ထိုးပြီးမှခင်ဗျာသူတောင်းကြပါဗျာရောင်တော်ဖွင့်တယ်လို့ခေါ်ပါတယ်ဖះအောင်မျက်နှာလေးကိုအဲဖွင့်တိုင်းရောင်တော်ဖွင့်တယ်လို့ခေါ်ပါတယ်ဒါကြောင့်ရောင်တော်လေးဖွင့်မယ်ဆိုရင်ပိတ်ဆိုနေတဲ့ကံမြ ကြာသာပရိသေနဲ့ပတ်သက်တဲ့ယောသီယောနေနဲ့ပိတ်ဆိုနေတဲ့ကံများပညာရှင်နဲ့ပတ်သက်တဲ့ကံမင်းနဲ့ပတ်သက်တဲ့ကင်းသားမြေယာရီနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရတခုပြောခြင်းနဲ့စကားတခုပြောခြင်းတလူပြောခြင်းသွားခြင်းတလူသွားခွင့်မရပါဘူးဗျာသွားခြင်းတလူသွားခွင့်ပြောခြင်းတလူပြောခွင့်မရတဲ့ပုဂ္ဂိုလ်အလုံးလို့ဒီဗုဒ္ဓတောင်ရကိုလက်ဆက်လက်ကလေးကိုင်းပြီးမှသူတော်အတင်ဆက်လက်ကလေးရဲ့အကျွန်တော်တို့မြေယာရီနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအလဲရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စတခုခုလွဲချော်နေတယ် လွဲကြုံနေတဲ့ကိစ္စလေးတဲ့အောင်အသင်းတလီကလေးကကိုကြီးစောင့်ချောက်တော်မူပါဆိုတဲ့အကြောင်းအပြောင်းအကျွေးရာထူးတို့နဲ့ပတ်သက်တဲ့တခုခုလွဲချုံနေတဲ့လူတွေတွားတယ်လာတဲ့ခီးအနေကင်းနေတော့ဗုဒ္ဓတောင်ရကိုလည်းစလိကလေးကို ကန်ပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေတဲ့ကံမြအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးရတခုသွားနေရတခုပြောခြင်းနဲ့တခုပြောနေရတဲ့ရှိတဲ့ခုနှစ်အသားသမီးအားလုံးတို့ဒီဒီခုနှစ်လပိုင်းမှာတော့ဗုဒ္ဓတောင်ရကိုလည်းဆက်လက်ကလေးကိုကန်ပြီးဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေတဲ့ကံမြအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အမျိုးရည်နဲ့ပတ်သက်တဲ့ကိစ္စမှာအမျိုးချင်းချင်းပြဿနာဖြစ်တတ်တယ်၊ပြီးနေတဲ့တိုင်းနေပြဿနာဖြစ်တတ်တယ်၊အဆိုးအချင်းချင်းပြဿနာတက်တတ်တယ်၊နောက်အရမျိုးပြဿနာတက်တတ်တာပြီးရိုးရာတွေပြက်နေတတ်ပါတယ်ဗျာ အကန်ရကကြီးတို့မှရရည်ရည်ကြီးမယ်မြေရည်ပြုံးမယ်ငလင်းလေးလုံးမယ်မြေရည်လောင်းမယ်တဘာဝဘေးအန္တရာယ်ပြဿနာတွေကအကုန်လုံးကဖြစ်တာပဲယောဂဘေးတွေနဲ့ပတ်သက်တဲ့ကိစ္စမြင်ရမမြင်တည်းကလှုပ်လှုပ်ရှားရှားတွေဖြစ်နေတာဖြစ်တွေ့တဲ့ရိုးရဖုံးမှဖြစ်မှာပါဗျာရိုးရလေးတွေဖုံးမယ်ဆိုရင်တော့ကြာသာပရိအနောက်ရကိုလဲလက်ဖိတ်လေးတစ်ခွက်လောက်ကိုဖြောပြီးမှဆူတော့အတင်းလက်ဖိတ်လေးရဲ့ ယောဘောလူဒုအကျော်ချင်းနဲ့အမှုခွင့်ပြသနာရေးဝေကားပြီးဝေးကြီးများအစုလိုက်ပြုံလိုက်ရအောင်ကုညီဆောင်ကြောက်တို့မှာအမျိုးချင်းချင်းနိုင်ငံချင်းချင်းလူမျိုးချင်းပြသနာရေးကင်းအောင်ကုညီဆောင်ကြောက်တော်မူပါဆိုတဲ့အကြောင်းเนาะကျွန်တော်တို့ကြာသာပတိအနောက်ရကူလက်ပြီးလပိတ်လေးဟုတ်တစ်ခွက်ကိုကိုင်းပြီးမှဆူတောင်းပြီးမှတစုံတယောက်သောသူကိုအစာရပြုလို့မဖြစ်ရင်တဲ့တော့မှပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှဖြစ်ပါတယ်ဗျာ အဲကျွန်တော်တို့ဒီဇာတာပတိသားသီးတွေရတော့ထီကန်လေးတွေနဲ့ပတ်သက်လို့စမ်းမယ်ဆိုရင်တော့လပိတ်တခက်ကိုဖြောဇာတာပတိအနောက်ရကိုလှည့်ပြီးတော့ခွဲကလေးကိုကိုင်းပြီးမှဆူတောင်းအသင်းလပိတ်လေးရဲ့အာကျွန်တော်တို့ယူရဖို့လို့ဒိုးအကျော်ချင်းနဲ့ငွေကြီးများဆူလိုက်ပြုံးလိုက်ရောက်ပြီးထီကန်လေးတွေပွင့်အောင်ကူညီဆောင်ရွက်တော်မူပါကျွန်တော်တို့ဒီဘက်ထဲမှာထီကန်လေးတွေစမ်းမယ်ဆိုရင်တော့ကျွန်တော်တို့အဲ1 5 6 3ဆိုတဲ့ကန်လေးကန်လေးတွေကျွန်တော်တို့ကန်လေးတွေစမ်းမယ်ဗျာဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာလုပ်တဲ့အောင်မလေးထီများ တခြားနိုင်ငံမှာရှိတဲ့ထီကန်လေးတွေစမဲ့ဆိုရင်နှစ်3 5 6ဆိုတဲ့ထီကန်လေးတွေခွေးပြီးကန်စမဲ့ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကန်များအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအနော်အဲ့ဒါကြောင့်2025ခု9လပိုင်းဇူလိုင်လကြာသာပတိကြာသမီးနဲ့ပတ်သက်တဲ့တက်လာတာကန်ညီမများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ